ပြုလိုက်တိုင်းကိုကြည့်ရှုနေကြတော့ပြည်တွင်းပြည်ပရာရှင်လူပြည်သူအားလုံးဘေးရန်ခတ်သိမ်းကင်းကျင်းကြသည့်ဖြစ်၍နှလုံးစိတ်ကွမ်းအေးချမ်းကြပါသည်။ကောင်းကျိုးလူရာ ပြည့်ကြပါသည်ဗျာ။ယခုအောက်တိုဘာ16နဲ့22ကြားမှာဖြစ်ပေါ်လာမယ့်ကံကြမ္မာဆိုင်ရာဟောစတာများဟုဟောကြားပေးမှာဖြစ်ပါတယ်။ဒီကရကရာဒီဘွား ရကရာသီဘွားစာဂျွန်22နဲ့ဇူလိုင်22ကြမှာမွေးဖွားသူတွေဖြစ်ပါတယ်။ဒီရာသီဘွားစီကတော့ယခုကာလမှာကာလကြာအချိုးပေးမဲ့ရေရှည်ကောင်းမဲ့အလုတ်စီးပွားရာသူအဆက်အသွယ်အခွင့်အရေးကံတရားများ အတိုင်းဝိုင်းများ ပေါ်ပေါက်မှဖြစ်ပါတယ်။ကိုတဲ့အားတာတဲ့လူတွေနဲ့ရှင်ပြိုင်ဖြည့်ဆူရွေးချယ်မှုတွေလုပ်ရမှာ။ စာမွေးတွေအင်တာဗျူးတွေစာမွေးတွေဖြည့်ဆို့သလိုကိုပိုင်တဲ့အလုပ်ယာရုနေယာအိုးအေးချစ်သူအတိုင်းဝိုင်းများကိုကိုတဲ့အင်အားကောင်းတဲ့လူတွေကအားကောင်းကောင်းနဲ့ဝယ်ယူဖို့ဖယ်ထုတ်ဖို့တိမ့်ပိုက်ဖို့ကြိုးစားလာပါလိမ့်မယ်မိမိဈေးကွက်တွေကိုလူယူဖို့ကြိုးစားလာပါလိမ့်မယ်အဲဒီခါမှာကိုကတီးခံပါစိတ်ရှိပါဇွဲရှိပါအဆင်ပြေသွားပါလိမ့်မယ် ကိုကိုတိုင်ကလည်းဆာမွေးတွေအင်တာဗျူးတွေဆာမွေးဖြေတာတွေအားပြိုင်တာတွေဝယ်ယူတာတွေလုပ်ရပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်ကျမကြီးကောင်းမဲ့စီးပွားရေးလူမျိုးကြီးကောင်းမဲ့အပြောစုအလုတ်ကိုင်းတွေအောင်မြင်တဲ့ကာလတစ်ခုရောက်နေပါတယ်အစားတောက်အနေထိုင်နည်းနည်းလေးစိတ်ငြိမ်ပေးပါအိမ်တော်ကြီးချစ်သူနှလုံးသားများအောင်မြင်သောကာလဖြစ်ပါတယ်ဒီကာလမှာအဖြူရောင်နဲ့ကြည်ပြားရောင်အစိမ်းအဝါနှုတ်ပန်းရောင်များဝှက်ပြင်ပေးပါငွေနေနဲ့အင်္ဂါနေ့ဒီမှာ၅ခုကို ပတ်လည်ထီထိုးပါပူပြီးကံကောင်းခြင်းနဲ့ဆိုရင်တော့တတ္တေဝမလုတ္တနာတတ္တေဝမလုတ္တနာတတ္တေဝမလုတ္တနာပရိစေပါနေတိုင်းသိပါနေတိုင်းနေတိုင်းရွှေရောင်ငွေရောင်ရှိတဲ့အရောင်ရှိတဲ့ပန်းများလှူပေးပါကရကရာတိဘောအလုံးဘေးရခေကျမ်းမှချမ်းသာကံကောင်းကြပါလေ